ဟုတ်မင်္ဂလာပါဗျာဖိုးဝဒင်းနေမြန်နေပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့ Facebook account မှာကိုယ်နေရဲ့ဘက်တီရဲ့ချင်းနေမြောက်ပေးမှဖြစ်ပါတယ်အရင်တစ်ခေါက်ကမြောက်ပေးခဲ့တာအဆင်မပြေဘူးဆိုတဲ့မိတ်ဆွေများလည်းရှိပါတယ်အဆင်ပြေသွားတဲ့မိတ်ဆွေများလည်းရှိပါတယ်အဆင်ပြေတဲ့မိတ်ဆွေများကိုကျွန်တော်ဒီတစ်ခေါက်ထပ်လက်ပြီးတော့တေချာလေးရှင်းပြပေးပါမယ်ဗျာဒါကြောင့်မိတ်ဆွေများဗီဒီယိုမကြော်မခွမင်းတေချာလေးကြည့်ပေးပါဗျာအဲ့တော့ကျွန်တော်တို့ရဲ့ Facebook က Facebook မှာပြီးခဲ့တဲ့ name တွေ from Facebook birthday တွေကိုကျွန်တော်တို့အမှန်တိုင်းထည့်ဖို့လိုပါတယ်ဘယ်လိုလုပ်ရအမှန်တိုင်းထည့်ဖို့လိုလဲဆိုတော့ကျွန်တော်တို့က ခရစ်စမတ်ငွေရှာတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ဒီတွေနေနေကကျွန်တော်တို့မက်ပုံနေတဲ့နာမည်တွေဘက်ဒီတွေဖျက်ပါမယ်ဓမ္မတာလည်းကျွန်တော်တို့ခရစ်စမတ်ငွေရှာလို့ရမှာဖြစ်ပါတယ်ဗျမဟုတ်ရင်ကျွန်တော်တို့တွေလွဲလွှတ်ချက်မှုလို့ရှိရင်ရေရှည်မှအဆင်မပြေနိုင်ပါဘူးโอเคဒါဆိုရင်ကျွန်တော်တို့တွေချင်းမှုချင်းနည်းလေးလေးကျွန်တော်တရားပြပြပြပါမယ်ဗျအဲ့တော့ကျွန်တော်တို့တွေထုံးစံတိုင်းမဲ့ကျွန်တော်တို့ Facebook account ထဲဝင်လိုက်မယ်ကျွန်တော် Facebook account ထဲဝင်လိုက်မယ်ဝင်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ထုံးစံတိုင်းမဲ့ setting တွေကိုသွားဖို့အတွက်ကျွန်တော်တို့ဒီမှာ အကြောင်းရင်းသုံးညရှိပါတယ်ဒါလေးကိုနေလိုက်မယ်နော်3 line နေလိုက်မယ်မင်းလိုက်ပြီးလို့ရှိရင်တော့ဒီမှာအောက်လေးကိုဆွဲလိုက်ပြီးတော့ဒီမှာ setting and privacy ရှိပါတယ်ဗျာ setting and privacy လေးကိုနှိပ်မယ်เนาะဒီမှာအဲဒီမှာပေါ့နော် setting and privacy ရှိတယ် okay ဒီမှာเนาะ okay ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ် setting and privacy နှိပ်ပြီးတော့ setting ထဲကိုနှိပ်သွားပါမယ်ဗျာ setting ကတော့အလုံးသိမယ်ထင်ပါတယ်เนาะ okay ဒီမှာเนาะ setting okay setting ထဲကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် setting ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ အာကျွန်တော်တို့ဒီအပေါ်ဆုံးမှာပါဗျာအပေါ်ဆုံးမှာပါပဲ personal detail ရှိပါတယ် personal detail လေးကိုနှိမ့်လိုက်ပါဗျာ okay personal detail လေးနှိမ့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကျွန်တော် personal detail ပဲထပ်နှိမ့်မယ်เนาะကျွန်တော်တို့ကဒီကျွန်တော်အချက်လက်ကိုပြင်ပါဆိုတော့လေဒီမှာ personal detail ရှိပါတယ်ဒီမှာเนาะအဲ personal detail လေးကိုဆက်နှိမ့်ပါမယ်ဗျာ okay အားဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာအာကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ရဲ့ဒီ birthday ပေါ့เนาะကျွန်တော်တို့ရဲ့ birthday ကိုအရင်ပြင်မယ်เนาะ birthday အရင်ပြင်မယ်ဆိုတော့ကျွန်တော် birthday ရဒီမှာဖြစ်ပါတယ် โอเคဒီမှာဘက်တီးပါဒီဘက်တီးကိုယင်ပြင်မဲဆိုတော့ဘက်တီးလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီးလို့ရှိရင်တော့ဒီမှာ iris ပါပါတယ်ဗျမ iris ပါရယ်เนาะကျွန်တော်ဒီ e တက်ကနေပြီးတော့ jet လို့ပြင်ဆင်လို့ရပါတယ်ဗျဒီမှာ iris နှိပ်မယ်အဲ့တော့ကျွန်တော်ဒီရလေးကိုထောက်လိုက်မယ်เนาะဒီရလေးကိုထောက်လိုက်မယ်ထပ်လိုက်လို့ရှိရင်ကျွန်တော်တို့မှာပြောင်းဖို့အတွက်အများကြီးပါလာတယ်။ကျက်နှစ်တရားကိုပြင်ဆင်လို့ရတယ်။အဲ့တော့ကျွန်တော်ဒီမှာဥမာအနေနဲ့ကျွန်တော်ပြောင်းလိုက်မယ်။ဒီလေးကျွန်တော်ပြောင်းလိုက်မှထားတော့ပြီးလို့ရှိရင် set နှိပ်လိုက်မယ်။ဒီမှာပြီးလို့ရှိရင်ကျွန်တော်က save နှိပ်လိုက်ရုံပဲဒီမှာ ဒီမှာစိနေလိုက်ရုံပဲဒီစိနေတဲ့နဲ့ကျွန်တော်တို့ဘက်တရပြောင်းသွားမှာဖြစ်ပါတယ်ချက်ချင်းတခါကြလို့ရှိရင်ချက်ချင်းပြောင်းတယ်တခါကြလို့ရှိရင်ခဏလေးလေးဆောက်ရတယ်အဲတခါကြရင်3မိနစ်ပဲဆောက်ရတယ်ခဏလေးတည်းမှာပြောင်းပါတယ်ဗျာနော်အဲ့တော့မစ်စင်များမပြောင်းတော့ဆိုတော့မစ်စင်များတို့တော့ပြောင်းတက်ပြီထင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ပြောင်းသွားဆိုတော့မပြောင်းတော့ဘူးဗျာနော်အဲ့တော့မပြောင်းတော့ဆိုတော့ကျွန်တော် account လေးကိုကျွန်တော်ပြန်ဆုတ်လိုက်မယ်ပြန်ဆွဲလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ battery ကတော့အလုံးပြောင်းတက်သွားပြီထင်တယ်เนาะ battery ပြောင်းတက်ပြီဆိုကျွန်တော် name ပြောင်းမယ်ဗျအဲ့တော့ name ပြောင်းမယ်ဆိုတော့ကျွန်တော်ဒီမှာရှိတယ်ဒီမှာ profile လေးရှိတယ်အဲ profile လေးအပေါ်လေးကိုကျွန်တော်တွေမများလေးရှိတယ်အဲ့လေးကိုဆက်နေလိုက်မယ်เนาะ okay ဒါဆိုလို့ရှိရင်ဒီ profile လေးဆက်နေလိုက်မယ်เนาะဒီမှာ profile လေး okay နည်းလေးဆက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့မှာ name ဆိုတာပေါ်ပေါ်လာပါပြီဒီမှာ name okay ဒီမှာ name ပေါ်လာပြီ name လေးကိုနှိပ်လိုက်မယ် အဲနင်းနေလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီမှာကျွန်တော်ရဲ့နေရာဒီမှာတစ်ခုဒီမှာတစ်ခုပေါ့နော်အဲ့ဒါကိုချိန်နေတဲ့ရအောင်ပြောင်းမယ်အဲ့တော့ကျွန်တော်ကျွန်တော်ဥမာနေနဲ့ပြောင်းကြည့်မယ်နော်โอเคအဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ချိန်နေတဲ့နာမည်ပေးပြီးတော့ကျွန်တော်တို့ကဒီမှာ save chain ဆိုတာလေးကိုနှိပ်လိုက်ရမှာပဲဒါကျွန်တော်ကျတော့ပြောင်းမိသားမလို့ပြောင်းမရတော့ဘူးပေါ့เนาะကျွန်တော်ကသူကတစ်ခါကျွန်တော်ပြောင်းမိသားဆိုရင်ပြောင်းမရတော့ပါဘူးအဲ့တော့ तू ကအ ਨੇ ဆုံးကျွန်တော်တွေဟိုတစ်ခါပြောင်းပြီးရင်နောက်ထပ်နှစ်လပြန်ဆောက်ရပါတယ်နောက်ထပ်နှစ်လနေမှပြန်ပြောင်းမှာဖြစ်ပါတယ်တကယ်တော့မိတ်တကယ်တော့မိတ်ဆွေများကပြောင်းပြီးပြီးနှစ်လလည်းမဆောက်ခြင်းဘူးအရေးတကြီးပြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာရှိတဲ့လမ်းမိုးကိုနှိပ်ပြီးဆက်သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဟို ဟိုအရေးကြီးပြောင်းချင်းလဲမဆောက်ရှင်ဆိုတဲ့မိတ်ဆွေများကတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့ရက်60ဆောက်ဆက်မလို့ပဲနဲ့အမြန်ပြောင်းနေဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဒီနေ့ကတော့ကိုယ့်နာမည်ကိုကျွန်တော်တွေဒီလုံးဝမပြောင်းရသေးဘူးနာမည်လည်းထပ်ပြောင်းချင်တယ်ဆိုတဲ့မိတ်ဆွေများအတွက်တော့ဒီဟာလေးပြောင်းလိုက်တာနဲ့အဆင်ပြေပါတယ်ဗျာโอเคဒီမှာเนาะအဲ့တော့ဒီဟာဒီလောက်ဆိုအားလုံးဆင်ပြေမယ်ထင်ပါတယ်အဲ့ပြီးလို့ရှိရင်တော့ဒီနေ့လေးမှာ save change ဆိုတာရှိပါတယ်အဲ့ဒါလေးကိုမိတ်ဆွေများက save change လေးနေလိုက်ရုံပဲအဲ့ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာသူပေးတဲ့ကိုကြက်တဲ့ မျိုးယူလိုက်ယူမယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ save chain လေးကိုကျွန်တော်တို့နှိပ်လိုက်ယူမှာပဲဒီမှာเนาะအဲဒီမှာလေးကျွန်တော် save chain နှိပ်လိုက်ယူမယ်ဒါဆိုလို့ရှိရင်အဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာโอเคဒါတော့ဆောအလုံးမဲ့အဆင်ပြေပါတယ်ကျွန်တော်ပြန်နှိပ်ပြမယ်เนาะ save chain လေးကျွန်တော်နှိပ်တော့မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီကားပြီးတော့ပါပြီဗျ โอเคเนาะပြီးသွားပြီအဲဒီကောင်လေးကဒီနာမည်ချင်းနဲ့ခုနပြောသလိုပဲတခါကျရင်ထားတဲ့တန်းချင်းနဲ့တချို့တွေ line line ရောက်မလို့နည်းနည်း10မိနစ်နည်းမလောက်အောင်ဆောက်ရတယ်အဲတော့မိတ်ဆွေများကတိချင်းအစနေပြန်ပိတ်ပြန်ဝင်ပြီးပြန်ထွက်ပြီးပြန်ဝင်ကြည့်တခြားလေးပြန်ဝင်ပါဝင်လို့ရပါတယ်ဗျာโอเคဒီလောက်ဆိုအောင်ပြောင်းသွားပြီเนาะကျွန်တော် ပြောနေတဲ့တော်တွေ့မှာပဲဒီမှာပြောင်းသွားပြီအဲမှာเนาะ ပြောင်းသွားပါပြီ။ Okay ဒီလောက်ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်။အာကျွန်တော်မိတ်ဆွေအားလုံးလည်းကျွန်တော်မိတ်ဆွေများတိလူရလေးကိုကျွန်တော်တွေမိခဲ့လို့ရပါတယ်ဗျ။ကျွန်တော်ပြန်လည်းမြောက်ပေးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။စင်ပြီးတော့ကြက်နေတဲ့ Lion Screen TV အားပေးကြပါအောင်ခင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။